မင်္ဂလာပါဒီကနေ့ Grade 12 Physics Chapter 7 Applications of Light and Optical Instruments အခန်းလေးကနောက်ပိတ်ဆုံးသင်ခန်းစာဖြစ်တဲ့ Lesson 11ကိုရှင်းပြပါမယ်ဒီ Lesson 11မှာတော့နောက်ပိတ်ဆုံးဖြစ်တာနဲ့အညီပေါ့ Exercise ထဲမှာပါတဲ့ရှေ့က Lesson တွေမှာမတွေ့ရသေးဘဲနဲ့ကျန်းနေတဲ့ Exercise တွေကိုတွေ့ပြမှာပါသူတို့ကတော့ Exercise Number at 11 12 30 40 50 60 and 70အားလုံးမှ10ပုတ်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီ lesson 11မှာပထမဦးဆုံး exercise number 11ကိုရှင်းပြပါမယ်။ exercise number 11က at compound microscope consists of two thin lenses and objective of focal length 20 mm and a eyepiece of focal length 15 mm. are placed 220 mm apart. If the final image is viewed at infinity, calculate the distance of the object from the objective. မပုစာရဲ့မိကုံးကဒါပေါင်းစပ်မှန်ဘူးအနုကြီးမှန်ပြောင်းပေါ့နော်အဲ့တော့သူ့မှာမှန်ဘူးနှစ်ခုပါတယ်ဒါသိပြီးသားပေါ့နော် object နဲ့ eye piece နဲ့ပေါ့အဲ့တော့ရှေ့မှာအဲ့တော့ဒီမှာပုစာကိုဖတ်ရင်းနဲ့ဒါကနော်သိရမယ့် check လေးရှိတာပေါ့နော်အဲ့တော့ဒီ ် microscope ဆိုလို့ရှိရင် the objective နဲ့ eyepiece တွေမှာဘယ်သူကဖိုကယ်လံများရတော့ eyepiece ကများပုံစံပဲပြထားခြင်းမှာသိချာကြည့်ပါအဲ့တော့ဒီလိုပုံစံမျိုးတွေကိုတွက်တက်ပြီးတော့အပေါ်မှာရှိတဲ့ဒီဉာဏ်စမ်းလေးတွေကိုမဖြေနိုင်ဘူးဆိုတာက ပုံစံမှာပါတာကိုသိချာစဉ်းစားရင်တော့ဖြေနိုင်ပါတယ်နော်အဲ့ဒါပြီးရင်တို့ဒီ lens တစ်ခုရဲ့အကွာအဝေးက2220 mm အပပေးထားနော်အဲ့တော့ဒါကြောင့်မလို့ तू ကပေးထားချက်မှာအဲ့တော့ focal length of the objective f4 နဲတဲ့ကောင်20 mm ဖြစ်ပါမယ် focal length of the eyepiece तू ကများတဲ့ကောင်50 mm ပါ lens precision l ကတော့ bo+ ue ပါ तू က 220 mm ဒါတွေပေးထားချက်အဲ့ဒါပြီး if the final image is viewed at infinity အဲ့ဒါလေးကအရေးပါတဲ့အချက်ကလေးပါ final image က infinity မှာရှိတယ်ဆိုရင် final image ကိုကြည့်တာက eyepiece ကကြည့် eyepiece ကလည်းဒီ compound microscope မှာသူက convex lens ပဲအဲ့တော့အဲ့တော့သူက image က infinity မှာပေါ်ဖို့ဆိုလို့ရှိရင်အဲ့တော့သူ object ကဒီ eyepiece ရဲ့ focus မှာရှိရဒါက G11 တော့ကသိပြီသား နော် object က focus မှာရှိ image က infinity မှာဆိုတော့တိထားပါခဲ့ပြီဗျာအခုအဲ့ဒီကောင်ကိုအသုံးပြုပြီးတော့နော် final image က infinity မှာပေါ်တယ်ဆိုတော့ object က focus မှာရှိတဲ့အတွက်ကြောင့် fe နဲ့ ue နဲ့တူတယ်ဆိုတဲ့အချက်ကိုပြောတာနော်အဲ့ဒီ check လေးကိုသုံးပြီးတော့မှဒါကဘာကိုတွေ့ရမှာလို့ဆိုရင်အဲ့တော့ distance of the object from the objective ဆိုတော့ UO ကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့သူ့ကိုတွေ့ဖို့အတွက် since the final image is viewed at infinity FE is equal to UE အဲ့တော့ FE နဲ့ UE နဲ့တူတယ်ဒါကြောင့် UE ဒီ FE ရဲ့တန်ဖိုးအတိုင်းပဲ50 mm လို့ရေးတာပါနော်အဲ့ဒီကမှတစ်ဆင့်အပေါ်မှာရှိတဲ့ lens ratio က L is equal to BO plus UE ကိုအဲ့ဒီကနေ BO ကိုတစ်ဖက်ကိုရွှေ့လိုက်မယ်ဆိုရင် BO is equal to L minus UE ဆိုတာရအဲ့တော့ဒီနေရာမှာ L က220 mm ပေးထားခြင်းမှာရှိနော် UE က FE နဲ့အတူတူပဲ 50mm ပဲဆိုတော့ဒီတန်မိုးတွေအစားသွင်းရင် BO ကိုရနော် BO ဒီအခု220-50 that is equal to 170mm အဒါဟာ objective ကဖြစ်ပေါ်တဲ့ပုံရိပ်ရဲ့အကွာအဝေးနော် image distance of the objective BO ကိုရအဲ့တော့ဒီမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်သူကဒီ objective lens အတွက်နော် focal length FO ကလည်းတည် BO ကလည်းတည်တယ်ဆိုရင်အဲ့တော့ပျောက်နေတာမတည်သေးတာက UO ပေါ့ UO ကအခုပုံစံမှာမေးတဲ့เนาะ the distance of the object from the objective ဖြစ်ပါတယ်ဒါကြောင့်မလို့ဒါကိုရဖို့အတွက် lens formula ကိုအသုံးပြုပါမှာဒါကြောင့် using lens formula အဲ့တော့သူက objective drift ဖြစ်လို့ဒါ O လေးတွေတက်ရေးမယ် 1/UO 1/BO is equal to 1/FO ပါအလိုချင်တာက UO ဆိုတော့ UO တစ်ဖက်ထည့်ရွှေ့လိုက်ရင် UO is equal to BO into FO divided by BO minus FO ပဲဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ BO တွေ FO တွေက တည်ပြီးသားဖြစ်တဲ့တန်မိုးတွေကိုအစားသွင်းပါမယ် BOR 170ဖြစ်ပြီးတော့ FOR 20ဒါတွေကိုအစားသွင်းပြီးရှင်းလိုက်မယ်ဆိုရင် UO သည်22.67 mm ဆိုတဲ့ပုစာကမေးတဲ့အဖြေသူကနော် distance of the object from the objective ပါသူကိုရပြီနော်ရပြီနောက်တစ်ခုမေးတာက magnification magnifying power ကိုမေးထား magnifying power က MB is equal to ကသူကဘာလို့ပြောတော့ product မြောက်လက် ဘယ်သူနဲ့ဘယ်သူနဲ့မြောက်လက်တုံးနော်အဲ့တော့ तू ကဒီရှေ့မှာရှိတဲ့ objective ရဲ့နော် magnification ရဲ့နောက်မှာရှိတဲ့ eyepiece ရဲ့ magnifying power တွေရဲ့မြောက်လက်ဖြစ်တယ်အဲ့တော့ဒီနေရာမှာ UO နဲ့ FO နဲ့တူတဲ့အတွက်ကြောင့် तू က sorry FE နဲ့ VE နဲ့တူတဲ့အကြောင်း25 FE နဲ့ရေးမယ်အဲ့တော့ဒီနေရာမှာဒါတွေကိုရေးသိပြီဆိုရင်တော့ BO ရဲ့ အဲနောက်တစ်ခါ UO ကလည်းတိပြီးပြီ FE ကလည်းတိပြီးအားလုံးအစားအသွင်းတွေ့ရင်သူ့ရဲ့ MB ဒီ magnifying power ဒီဘလောက်ရတော့ဆိုလို့ရှိရင်သူက37.5ဆိုတဲ့တန်ဖိုးကိုဒါတွေ့ယူရရှိပြီးဖြစ်ပါတယ်နော်အဲ့ဒါပြီးတော့နောက်တစ်ပုဒ်က exercise number 12ပဲဖြစ်ပါတယ်12ကတော့ဒါအဝေးကြီးမှန်ပြောင်းပုတ်စာပေါ့ a telescope consists of two converging lenses one and one in normal adjustment so that the image of a distant object is found at infinity နော်အဲ့တော့ the lenses are 450 mm apart and magnifying power is 8 what are the focal lengths of the two lenses is image erect or inverted အဲ့တော့ဒီပု္ပ္ပစာကပြောတာက telescope တစ်ခုမှာသူကစုဆုံမှန်မလူနှစ်ခုပါတယ် convex lens ပေါ့နော်အဲ့တော့ဒီနောက်ဆုံးမွန်ရည်ကိုသူကအနန္တအကွာမှာဖြစ်နေရန်အတွက်ဆိုရင်သူကပုံမှန်ချိန်ညှိထားတယ် normal adjustment မှာချိန်ညှိထားတဲ့အချိန်မှာဒီမှန်မလူနှစ်ခုကြားရဲ့အကွာဝေး L က 450 mm ဖြစ်နော်သူနောက်တစ်ခါသူ့ရဲ့ MB ပေါ့နော် magnifying power က10ဖြစ်မယ်ဆိုရင်ဒီမှန်ဘလူးနှစ်ခုရဲ့စုံတာများကိုရှာပေးပါအပုံရိပ်ကအတဲ့သူရီမို့ပြောင်းမြန်ဖြစ်ပါသလားလို့မေးတယ်အဲ့တော့ဒီမှာ telescope ကသုံးထားတာကနော်သူက convex lens convergence lens နှစ်ခုသုံးတယ်လို့ပြောတယ်အဲ့ဒါဆိုရင် तू ကနော်ဒီ telescope ကဒါ astronomical telescope ပဲနော်ဒါကြောင့်မလို့ तू က final image ကတော့ဒါဒီ အီရက်မဖြစ်နိုင်ဘူး inverted ဖြစ်ဖြစ်နော်အဲ့တော့ဒါလေးကိုတွက်ဖို့တွက်ပေးထားခြင်းများကိုအရင်ကြည့်ပါနော်သူပေးထားတဲ့ lens precision error က450 mm ဒါပေးနော် magnifying power mb ကတော့8ပေးတာပေးထားချက်ဒီနှစ်ခုတည်းပဲနောက်တစ်ခုပြောထားတာက तू က normal adjustment ပါတဲ့နော် final image က infinity မှာလို့ပြောအဲ့လိုပြောရင် final image ကို view လုပ်တာက eye piece ကကြည့် အဲ့တော့ IPC ကလည်း converging lens convex lens ပဲအဲ့ဒါဆိုရင်အဲ့တော့ image infinity မှာပေါ်ဖို့ဆိုရင်အဲ့တော့ object ကဒီ IPC ရဲ့ focus မှာရှိရမယ်ဒါကြောင့်မို့လို့ဘာနဲ့ဘာနဲ့ UE နဲ့ FE နဲ့တူမယ်နော် since the final image is f infinity UE ညီမာချင်း FE ပေါ့အဲ့တော့အဲ့ဒီကြတော့ UE နဲ့ FE နဲ့တူတယ်ဆိုတော့ကြတော့နော်အဲ့တော့ သူကဒီနေရာမှာ LC equal to FO by FE လို့တန်းရေးလိုက်တယ်နော်။ဘာလို့ဒီလိုရေးတာလဲဆိုတော့တကယ်တမ်းက L က BO plus UE ပဲ။အဲ့တော့ UE နဲ့ FE နဲ့တူတဲ့အတွက်ကြောင့်သူက FE လို့ UE ရဲ့နေရာမှာ FE ထည့်တယ်။နောက်တစ်ခါသူကအဝေးကြီးမှန်မြောင်းဆိုတော့သူကအဝေးကြီးကလာတဲ့လင်းတန်းတွေအဲ့ဒီလင်းတန်းတွေကနော်ဘယ်မှာသွားပြီးတော့ပုံရိပ်ဖြစ်တယ်လဲဆိုရင် objective ကနေသူ့ကို သူ့ရဲ့ focus မှာတွားပြီးဖြစ်တယ်ဒါကြောင့်မို့လို့နော် BO ဒီ FO နဲ့လည်းတူတယ်ဒါကြောင့်မို့လို့ LC ကွဲတူ FO + FE လို့ရေးတာသူဒီ450 mm နောက်တစ်ခါသူက MB MB ကဒီကောင်းအတွက်ဆိုလို့ရှိရင်သူက FO by FE ပဲเนาะဘာလို့ဆိုတော့သူက BO by UE ရဲ့နေရာမှာအဲ့တော့ BO က FO နဲ့တူတယ် UE က FE နဲ့တူတယ်အဲ့တော့သူကဘယ်လောက်ရှိဆို8ပေါ့เนาะဒါဆိုရင်ဒီနှစ်ခုဒီဘာလို့ရလဲဆိုလို့ရှိရင် FO နဲ့ FE နဲ့ပါဝင်တဲ့ ညီမြချင်းလေးနှစ်ကြောင်းရနော်အဲ့တော့အပေါ်ကညီမြချင်းက F4 FE က450နော်အောက်ကညီမြချင်း F4 divided by FE က8အဲ့တော့ two equation two and no သူ့ကိုရှင်းအောင်ပါပဲဒါကြောင့်မို့လို့သူ့ကိုရှင်းဖို့အတွက် therefore F4 is equal to 8 FE ပါဒါကြောင့်မို့လို့ F4 FE ရဲ့နေရာမှာ F4 ရဲ့နေရာမှာ8 FE ကိုအစားသွင်းပြီးတော့တွက်လိုက်မယ်ဆိုရင် 9FE ပေါ့အဲ 9FE ကဘယ်လောက်နဲ့တူတော့ပေးထားကြရ450 မီလီမီတာအဲ့ဒါဆိုရင် FE demo ရပြီသူကိုရှာလိုက်လို့ရှိရင်450ကို9နဲ့စတော့50မီလီမီတာအဲ့ဒါဆိုရင် FOR ဘယ်လောက်လဲ FOR အပေါ်မှာသူက FOR 8 FE လို့ပြောထားတယ်ဒါကြောင့်မလို့သူ့ကိုအစားထိုးအစားထိုးရင် FOR ဒီ400 mm ဒါကြောင့်မလို့ဒီမှာရှိတဲ့မှန်ဘလူးနှစ်ခုอ่ะเนาะ eyepiece ကတော့သေးတဲ့ကောင်ပေါ့50 mm ရှိပြီးတော့ objective ကတော့400 mm ဒါကပုံစံကမီးတဲ့အဖြေပဲဖြစ်ပါတယ်အဲ့ဒါပြီးလို့ရှင် image ကအခုပုံမှာကြီးလိုက်တယ်နော် final image က inverted out to board ဒါဟာ exact number 7ရဲ့အဖြေများပဲဖြစ်ပါတယ်သူတို့ပြီးရင် exact number 13ပေါ့နော်13ကတော့ a telescope consists of two thin converging lenses of focal length 100 cm and 10 cm အော်ဒါကလည်းပဲ အကွန်ဘာဂျင်းလန့်စ်တွေသုံးတယ်ဆိုတော့ astronomical ပါပဲ object တက်ကများတဲ့တန်ဖိုး i piece ကနေတဲ့တန်ဖိုးပေါ့100နဲ့30နဲ့ it is used to view an object 2000 cm from the objective အဲ့တော့ဒီကကဒီ telescope ကိုတော့သူက2000 cm အကွာမှာရှိတဲ့ object ကနေ2000 cm အကွာမှာရှိတဲ့ရောက်ထုကိုကြည့်တယ်တဲ့ what is the separation of the lenses if the final image is 25 cm from the eye lens အဲ့တော့ determine the magnifying power of for, for an observer who is close to the eye lens နော်တော့အဝေးကြီးမှန်ပြောနော်ဝေးပြီးဒီမှာ whose eye is close to the eye lens လို့ပြောတာဒီ eye lens ကမျက်လုံးထဲမှာရှိတဲ့ eye lens ကိုဆိုလိုတာမဟုတ်ဘူး။ तू က eye piece ကိုဆိုလိုတာ။နော်ဒါလေးတစ်ချက်ပြန်ပြောပြရရှိတာပေါ့နော်။ဝေးကြီးမှန်မြောင်းတစ်ခုတွင်ဆုံတာ100 cm နဲ့10 cm ရှိသောစုဆုံမှန်ဘူးနှစ်ခု ပါဝင်ပါတယ်။၎င်းဖြင့်ထိုအဝေးကြီးမှန်မြောင်းဖြစ်ပေါ့နော်။ပုံဖန်းမှန်မလူမှာ2000စင်တီမီတာအကွာရင်ရှိရောက်တုတစ်ခုကိုကြည့်ပါကနောက်ဆုံးပုံရည်သည်မြက်ကတ်မှန်မလူမှာ25စင်တီမီတာအကွာရင်ဖြစ်ပေါ်ပါကမှန်မလူတစ်ခုကြားမှာရှိတဲ့အကွာဝေးကိုရှာပါ။ကြည့်ရှုသူ၏မျက်လုံးသည်မြက်ကတ်မှန်မလူနှင့်ကက်လျက်ရှိပါကခြေအားကိုရှာပါ။အဲ့တော့ပေးထားချက်တွေရင်ကြည့်ပါ။ तू ကအဲ့တော့ ဒီ focal length of the objective ပေါ့နော် f o r 100 cm နောက်တစ်ခုက focal length of the eyepiece က fe က10 cm ပါအဲ့တော့ uo ကဒါ objective ကနေ object ရဲ့အကွာအဝေးဆိုတော့ uo က2000 cm ဖြစ်မယ်အဲ့ဒီချိန်မှာ be အဲ be ကတော့သူက25 cm လို့ပြောတယ်ဒီနေ့ရှေ့မှာ minus ထည့်လိုက်ရတာကနော်ဘာဖြစ်လို့လဲဆိုရင်ဒီခုဒါဒီ telescope ရဲ့ဒီ ray diagram လေးဒါ ပြထားအဲ့တော့ဒီမှာကြည့်လိုက်လို့ရှိရင်သူက final image က mp scale ဖြစ်တဲ့ image က virtual ဖြစ်နော် virtual ဖြစ်လို့ virtual image ရဲ့ distance ကို negative value ယူတယ်ဆိုတော့ sign convention အရ b ကို minus 25 cm လို့ရေးတာဖြစ်ပါတယ်ဒါပေးထားချက်တွေပါအဲ့တော့ပြီးတော့ဒီကနေမှ lens formula ကိုသုံးမယ် object တွေသုံးမယ်ဆိုရင် 1/uo 1/bo is equal to 1/fo ပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဒါက objective တွေသုံးတဲ့အခါမှာ तू က ဒါက UO ကတည်ပြီးသား FO ကတည်ပြီးသားဆိုတော့မတည်သေးတာက BO ပေါ့ဒါကြောင့် object အတွက် BO is equal to က UO FO divided by UO minus FO ပါအဲ့တော့တန်ဖိုးတွေအားလုံးအစားသွင်းပြီးရှင်းမယ်ဆိုရင် BO ကအပေါင်းတန်ဖိုးနဲ့ရမှာဘာဖြစ်လို့လဲဆိုပုံမှန်ကြည့်ရင်ဒီ first image ကနော် object ကဖြစ်တဲ့ image က real image နော်ဒါကြောင့်မလို့သူဒီသူ့ကိုရှင်းလိုက်တဲ့အခါမှာဘာလို့ရအောင်ဆိုလို့ရှိရင် အဲ့သူက105.26 cm ရမှာဖြစ်ပါတယ်နော်အဲ့ဒါလေးရပြီဆိုတော့ဒါက B ကိုရပြီသူမေးတာက lens pressure အဲ့တော့ UE ကိုအများသိမယ်ဆိုလို့ရှိရင်အဲ lens pressure L ကဒီပုံကိုပြန်ကြည့်ရအောင်နော်ပုံကိုပြန်ကြည့်မယ်ဆိုရင်အဲ့တော့မှန်မှုနှစ်ခုကြားမှာရှိတဲ့အကွာဝေးဒီသူကဘာနဲ့ဘာနဲ့ပေါင်းထားတာလဲဆိုလို့ရှိရင် BO နဲ့ UE နဲ့ပေါင်းနော် BO နဲ့ UE နဲ့ပေါင်းအခု BO ကတည်နေ UE ရှာရုံပဲ UE ရှာဖို့အတွက်ကဘာတွေတည်ရင်ရအောင် FE နဲ့ BE တည်ရင်ရ FE နဲ့ BE ကပေးထားတာရှိပါတယ်နော်ဒါကြောင့် IB stress ဆိုလို့ရှိရင် UE ညီမြချင်းကအဲ့တော့ဘာဖြစ်လာမလဲဆိုရင် BE FE divided by BE minus FE အဲ့တော့ဒီနေရာမှာ BE က minus 25 FE က10သူတို့ကိုအစားအသွင်းရှင်းနေဆိုရင်သူဒီ7.14 cm ရမယ်ဒါကြောင့် မမလုံးတစ်ခုကြားရှိတဲ့အကွာအဝေး the separation of the lenses is l is equal to bo plus ue that is equal to uh, 105.26 7.14 is equal to 112.4 cm အဲဒါကသူမိတဲ့မိကုန်းကဒါပထမတစ်ခုပေါ့နော် lens separation ရပြီရပြီ magnifying power ကိုတွက်တော့ magnifying power ဟာပထမမှန်ဘလူး object ရဲ့ magnification ဆိုတော့ bo by ue ပါ နော်အဲ့ဒါပြီးလို့ရှိရင်အဲ့တော့ဒီကနေမှတခါ BO ဘိုင်း UE ဆိုတော့ BO ကို तू ကနော်ဘယ်လောက်ရှိတော့ဆိုရင်အခုရတာက BO က105.26ဖြစ်ပြီးတော့ UE ကတော့7.14ဒါတွေအားလုံးကိုအစားသွင်းရင်အဲ့တော့ magnifying power ဒီ14.74ဆိုတဲ့အဖြေကိုရရှိပြီးဖြစ်ပါတယ်အဲ့ဒါပြီးပြီဆိုရင် notebook ဖြစ်တဲ့ exercise number 14ကိုတွေ့ပါမယ် exercise number 14မှာ a helium neon laser အပုံမှာတော့ဒါ helium neon laser လေးတစ်ခုရဲ့ဓာတ်ပုံလေးကိုဖော်ပြထားပါတယ်အဲ့တော့သူကနေ image photon အဲ့တော့ laser က laser ထွက်တယ်ဆိုတော့တကယ်တမ်းက photon တွေထွက်တာပဲဒါကြောင့်မလို့သူက image photon with energies of 3.14 into 10 to the power minus 90 joule အဲ့တော့သူကဒီ photon တစ်လုံးစီရဲ့ energy ကအခု3.14 into အတန်တူးတဘောက minus 90ဂျိုးရှိတဲ့ဖိုတွန်တွေကိုထုတ်ပြီးတော့ laser ဖြစ်စေတာ what is its color of the laser what is the color of the laser light နော်အဲ့ဒီ laser light ရဲ့အရောင်ကိုမေးတာနော်အဲ့တော့ဒီနေရာမှာအရောင်ကဘယ်ပုံမှာမူတည်လဲလှိုင်းလျားပုံမှာမူတည်နော်အဲ့တော့ तू ကလှိုင်းလျားကိုသိရင်အရောင်ကိုသိရ နော်လိုင်းလျားကိုသိရင်အယောင်ကိုသိရမယ်ဆိုတော့ကြတော့ဒါလိုင်းလျားကိုတွေ့ရမှာဒီလိုင်းလျားကိုတွေ့နိုင်အောင်လို့ तू က plan constant တန်ဖိုးပေးထားမပေးရင်လည်းဒီတန်ဖိုးကအလွတ်ရမယ်တန်ဖိုးပဲဖြစ်တယ်အဲ helium neon laser တစ်ခုမှထုတ်လွှတ်လိုက်တော့ photon ဥစွမ်းရင်မှာ3.14 into 10 to the power minus 19 joule ပါ လေစာလင်းနှင်းအရောင်မှာမြည်သည့်အရောင်ဖြစ်တယ်လေ now plank constant h is equal to 6.62 into 10 to the power minus 34 joule second အဲ့တော့ဒီမှာရှိတဲ့ပေးထားချက်က photon energy e ပေါ့နော် photon energy e ဟာ3.14 into 10 to the power minus 90 joule ရှိတယ်နော်နောက်တစ်ခါ plank constant h ကနော်6.62 into 10 to the power minus 34 joule second ဒါဒီကနေမှလိုင်းလျားကိုတွက်ချင်တယ်လိုင်းလျားကိုတွက်ချင်တယ်ဆိုရင် photon energy ဟာ သူ့ရဲ့လိုင်းလျားနဲ့ဘယ်လိုဆက်ဆက်တယ်လဲအဲဒါကတော့တကယ်တမ်းကတော့ဂျီတန်နေရပါတဲ့ပုံသေးနီးပဲเนาะ EH equal to ကနော် HC divided by lambda နော်အတူကိုတုံးပါဒါကြောင့်မလို့စီတန်မိုးလိုတယ်စီတန်မိုးကကော့ကိုသိရမယ်နော် speed of light ပါ c is equal to 3 into 10 power 8 meter per second ဖြစ်ပါ energy of photon of laser beam က e is equal to xc divided by lambda အဲ့တော့ lambda ကိုတွက်ဖို့အတွက် lambda ကိုတစ်ဖက်ထဲရွှေ့လိုက်လို့ရှိရင် xc divided by e ပါ h တန်မိုး c တန်မိုး e တန်မိုးများအစားအသွင်းမှာ ဒီစားသွင်းထားတဲ့တန်ဖိုးတွေကိုတွက်ချက်ပြီးဖြည့်ရှင်းမယ်ဆိုရင်တော့အဲ့တော့ဒီ lambda တန်ဖိုးဟာ6.325 into 10 to the power 7 meter ဖြစ်တယ်။အဲ့တော့ဒီကောက်ကို nanometer ပြောင်းလိုက်မယ်ဆိုရင်တော့သူကဘယ်လောက်လောက်ရမှာလို့ဆိုလို့ရှိရင်အဲ့တော့6 32 nanometer လောက်ရ။နော်အဲ့ဒီချိန်မှာအဲ့တော့သိရမှာကနော်အဲ့တော့ဒီ6 23 nanometer ဆိုတဲ့လိုင်းလျာကဘယ်အရောင်အတွက်တော့အဲ့တော့သူက ဒီအနီရောင်ရဲ့လှိုင်းအနီရောင်တွေအတွက်လှိုင်းလျားကအနီရောင်က तू က620နဲ့850နက်နိုမီတာကြားထဲမှာရှိအဲ့တော့ဒါဟုတ်အကြမ်းမြင်ပြောမယ်ဆိုရင်ဒါ visible light ပေါ့နော် visible light က तू က wavelength 400 nanometer ကနေ700 nanometer ရှိတယ်လို့ပြောအဲ visible light မှာသူ့ရဲ့ spectrum ကိုလည်းကျောင်းသားတို့သိတယ် BIMBJYOR ပေါ့နော် red နော် red က 900နော်တော့ဒါက violet က400လို့ပြောတယ်အဲ့တော့ဒါ900နားမှာရှိတယ်နော်အဲ့တော့ခုရတဲ့တန်ဖိုးကဒါကြောင့်မလို့သူကဘာយ៉ាងဖြစ်မလဲဆိုရင်သူကအနီအောင်လို့ဆုံးဖြတ်ပေးမှာဖြစ်ပါတယ် since the wavelength of red is between 620 and 750 nanometer the color of the laser is red နော်ဒါလေးဟာ exercise number 14ရဲ့အဖြေပဲဖြစ်ပါတယ်ပြီးရင်တော့ notebook က exercise number 15ပဲဖြစ်ပါတယ် an optical fiber used for communication has a core of refractive index 1.55 which is surrounded by cladding of refractive index 1.45အဲ့ဒီမှာလည်းပဲဒါ object ကပေါ်နေတာနော်ဘာပေါ်နေတုန်းဆိုလို့ရှိရင်ကိုးနဲ့ cladding နဲ့ဘယ်သူကရိုက်ညုံငိမ်းများရတယ်လဲကိုးကများရတယ်1.55က1.45ထက်များဘယ်လောက်လောက်များတော့နည်းနည်းလေးပိုများနော်အဲ့ဒီချက်တွေပုံစံတွေကိုတွေ့ရင်ကလည်းရှေ့မှာသင်ကြားခဲ့တဲ့စာတွေကို နော်ပြန်လည်ပြီးတော့ထည့်သွင်းပြီးတော့စဉ်းစားစီခြင်းပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီစာလေးကိုလေ့လာရတာအများကြီးသူကခီးရောက်ပါတယ်နော် calculate the critical angle of the co-cladding boundary အဲ့တော့ဒီ core နဲ့ cladding နဲ့ net z interface မှာရှိတဲ့ critical angle ကိုတွက်ခိုင်းတာဖြစ်ပါတယ်။အဲ့တော့ဒီဟာလေးကဒါ optical fiber လေးရဲ့ပုံလေးဒါရှေ့မှာပါပြီးသားပုံလေးဒါလေးကိုပြန်ပြီးတော့ဒီမှာပြန်ကြည့်တာပေါ့နော်။အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်သူကဘာတွေ့ရတော့ဆိုရင်အလဲကောင်းကအပြာနုကကိုးပေါ့နော်။ဘေးမှာရှိတဲ့အပြာနဲ့နဲ့ရင်တာ cladding ။အဲ့တော့ဒီ core cladding မှာဒါအလင်းနှန်းလေးကဝင်လာတဲ့ခါမှာ critical angle ကိုတွက်ရအောင်။အဲ့တော့အဲ့ဒီမှာကြည့်မယ်ဆိုရင်အလင်းနှန်းက ကိုရီးယားနေပြီးတော့ cladding ကိုသွားတာအဲ့တော့ N1 ဆိုတာကကိုရဲ့ရန်ညွန်ငွေ1.55 N2 က cladding ရဲ့ရန်ညွန်ငွေသူကဘယ်လောက်ရှိတယ်လို့1.45အလင်းတန်းကများရကနေနေရကိုသွားအဲ့တော့အဲ့ဒီမှာရှိတဲ့ကောင် critical angle ကိုထွက်တာကဒါ G11 လုံးကပုံစံနည်းလေးသုံးတွက်ရုံပဲနော်အဲ့တော့သူ့ကိုတွက်ဖို့အတွက်ဆက်သွယ်ရေးလုပ်ငန်းတွေအသုံးပြုသောအလင်းမြင်တစ်ခုတွင်ရန်ညွန်ငွေ1.55ရှိသောဥတိုင်းတစ်ခုနဲ့ရန်ညွန်ငွေနော် 1.45ရှိသောအကာလွာကလဒင်တစ်ခုပါရှိသည်ဥတိုင်းနှင့်အကာလွာအဆက်တွင်ဖြစ်ပေါ်သောအခြေပြောင်းတောင်းကိုတွေ့ပါနော်ဒါကြောင့်မလို့ပြေးထားချက်ပထမတစ်ခု refractive index of gold n1 ထားမယ်1.55ပါ refractive index of gladin က and do a 1.45 no uh, the critical angle for y to x interface ဒါက g တန်းတော့ပုံစံနည်းလေးကိုပြန်သုံးမှာ y ကနေ x ကိုသွားတဲ့ critical angle ရဲ့ပုံစံနည်းက x and y ညီများခြင်း1 by sin ic ဒါ g လဲမှာပါပြီးသားเนาะအခုဒီမှာဆိုလို့ရှိရင်အလင်းတန်းကဘယ်ကနေဘယ်သွားတာဆို1ကနေ2ကိုသွားတာ9ကနေပြီးတော့ clarity map ကိုသွားတာဒါကြောင့်သူ့အတွက်ဆိုရင် critical angle for 9 to clarity interface ကဘာဖြစ်မလဲဆိုရင်သူကအဲ့တော့ ဒီမှာရှိတဲ့ကောင်ကနော် 2n1 ဖြစ်လာအဲ့တော့ तू ကနော် xn y ဆိုတော့1ကနေ x သွားတာကို xn y ရေးတယ်အဲ့2အဲ့တော့ဒီက1ကနေ2ကိုသွားတာဆိုတော့ 2n1 လို့ရေးမယ် तू ဒီ1 sin c ပါ 2n1 ဆိုတော့ဘာနဲ့တူတာတော့ n2 divided by n1 နဲ့နော် n1 divided by n2 နဲ့တူတာအ တော့ဒါကြောင့်မလို့အဲ့တော့ x and y ဆိုရင်ဘယ်လိုရေးခဲ့တယ်ဆို refractive index of median y with respect to median x လို့ရေးခဲ့တယ်ဒါကြောင့်မလို့2 and 1ဒီ refractive index of median 1 with respect to median 2တဲ့ကြောင့်မလို့ n1 by n2 ဖြစ်ပါလိမ့်မယ်။အဲ့တော့ဒါတွေက g11 မှာတည်တည်ချာချာဟို ရှင်းပြခဲ့ပြီးသားဖြစ်ပါတယ်အဲ့ဒီအချက်တွေကိုတော်တော်သေးသေးချာချာလိုက်လုပ်တယ်ဆိုရင်ဒီချိန်မှာဒါလေးတွေလွယ်လွယ်လေးတွေပဲဒီတိုင်းမပြန်ရေးတယ်နော်အဲ့အဲ့ဒါဆိုရင်ခု N2 နဲ့ N1 နဲ့တည်တယ် IC ကိုမေးတာတွေ့ရုံမှာပဲဒါကြောင့် sin IC ညီများရင် N2 divide by N1 ဖြစ်ပါမယ်အဲ့ဒီအမှာ sin IC is equal to N2 ရဲ့တန်ဖိုးက1.45 divide by 1.55ဒီနေရာမှာလည်းပဲဒါနည်းနည်းလေးသင်ချာသဘောကိုနားလေတဲ့လူတွေကဒါဒီပုံစံนี้ကိုသူကခံမှန်းလို့ရတယ်နော်ဘာလို့လို့ဆိုတော့ ဆိုင် IC ရဲ့ဆိုင်တံမိုးဆိုင်တံမိုးတွေအားလုံးကတစ်ထက်ငယ်တာတွေကြီးပဲအဲ့ဒါဆိုရင်တစ်ထက်ငယ်အောင်ဆိုရင်နဲတာကိုများတာနဲ့စားဒါ N2 ကို N1 နဲ့ပဲစားရမှာဖြစ်တယ်နော်အဲ့တော့ဒါကြောင့်မလို့ဒီဟာလေးကိုရှင်းလိုက်တဲ့ဆိုရင်ဒီဟာလေးက sin IC က0.9355ရမယ်သူ့ကို sin inverse ပြန်ကြည့်ရင်0.9355ဆိုတာက sin အဲ့တော့50 9 degree 80 minute ပေါ့နော် logarithm နဲ့ကြည့်ရင်တော့ဒီဟာရမှာပေါ့နော် calculator နဲ့သုံးလို့ဓာတ်သမနဲ့ရမှာကိစ္စမရှိဓာတ်သမနဲ့ရလဲအဖြေကိုဓာတ်သမနဲ့ပေးလို့ရပါတယ်အဲ့တော့ဒီကမှာ IC is equal to 59 degree and 80 minute ဒါသူမေးတဲ့အဖြေကိုရရှိပြီးဖြစ်ပါတယ်သူပြီးရင်နောက်တစ်ခုဖြစ်တဲ့ exercise number 16မှာ16က light from a lamp is falling normally on the surface distant 10 meter from the lamp and luminous intensity of it is 10 lux အဲ့ in order to increase the intensity nine times what distance will the lamp be replaced from the surface or သူမိတာကမိသီတလုံးပေါ့နော် lamp မိသီတလုံးကသူက10မီတာကွာမှာရှိတဲ့မြဲနေမြင်တစ်ခုပေါ့ကိုအဲ့ဒီကအလင်းရောင်တွေကတောင်းမှကြကြရောက်တော့ကြရောက်တယ်အဲ့လိုကြရောက်တဲ့အခါမှာအလင်းထိပ်ပြင်းအားလို့ပြောတယ်မြဲနေမြင်မဟုတ်ကြတယ်နော်အဲ့တော့လင်းထိပ်ပြင်းအား luminous intensity ကဘယ်လောက်ရှိဆိုတော့10 lux ရှိတယ်နော်အဲ့တော့အလင်းစား အဲ့တော့အလင်းစပြင်းအားပြောတာအလင်းဒီပြင်းအားပေါ့အလင်းစပြင်းအားတန်လက်စီအဲ့ဒီအလင်းစပြင်းအားကိုကိုးစဒေါ်လာစီရင်မီးလုံးနဲ့မျက်နှာပြင်ကြအကွာဝေးဘလောက်ရှိရမလဲအဲ့တော့ဒါလေးကရှေ့မှာနော်ဒီကောင်းအတွက်သူက inverse square လောက်ဆိုတာလဲတင်ထားတယ်နော်ကိုးစဒေါ်ကိုးစဒေါ်လာမယ်ဆိုရင်ပြောင်းမြန် square ဆိုတော့ဒီကိုးရဲ့နှစ်ထပ်ကိန်းက3ပေါ့အဲ့တော့သူက3စ နီးသွားသုံးစားနီးသွားစိတ်တက်နဲ့အတွက်ကြီးကို30ကို3နဲ့စာရင်ဒါ3.333မီတာဆိုတာဒီဖြေကိုဒါက inverse square loss ကိုသိတဲ့လူကမတွက်ဖက်နဲ့တောင်ရတယ်သို့တော်ဒီပုံစံမှာတော့တွက်ပြမှာဖြစ်မှာနော်သူကအမှတ်ပေးမှာဆိုတော့သူသက်ဆိုင်ရာပုံစံနည်းတွေပါရမှာပေါ့အဲ့တော့တွက်ပြပါမယ်ဒါကြောင့်မလို့ပထမရှိတဲ့ကောင် R1 ကို10မီတာလို့ထားပါမယ်အဲ့တော့ဒီမှာရှိတဲ့ အဲသူ့ရဲ့နော် luminous intensity EB1 လို့ထားမယ်သူက 10less ရှိမယ် EB2 က EB1 ရဲ့ကိုးစားရှိတယ်ဆိုတော့ EB2 is equal to 9 EB1 ပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်သူက9နဲ့10နဲ့ကိုနေမြောက်တော့ 90lex ပေါ့နော်အဲ့ဒါပြီးတော့ r2 ကိုမေးတာအဲ့တော့ since that illuminous ev at any point on the surface is inversely proportional to the square of the distance r between the source and surface တာက inverse square laws ကိုပြန်ရေးတာအဲ့ဒီလိုချိုးတူတဲ့အတွက်ကြောင့်เนาะဘာဖြစ်သွားလို့ဆိုရင် eb1 r1 square က eb2 r2 square နဲ့တူတယ်။အဲ့တော့ဒါဘယ်ကလာတာတော့အဲ့တော့သူကအဲ့တော့ ီ inverse square loss ကနေလာနော်အဲ့ဒီကြာလို့ရှိရင်ဒီကနေမှ r square r2 square ကို r2 ကိုဒီရင်တော့ r2 square ကိုတစ်ဖက်ထဲထုတ်လိုက် ထုတ်လိုက်တော့ကြာတော့ r2 square ညီမြချင်း eb1 into r1 square divided by eb2 square အဲ့တော့တန်မိုးတွေအားလုံးစာသွင်းပါမယ် eb1 က10ပေါ့ eb2 က30 r1 က10ဆိုတော့10 square ဒါတွေအားလုံးကိုရှင်းရင်10 to the power 3 divided by 90 that is equal to 100 divided by 9ပေါ့နော်သူကဘာနဲ့တူ r2 square နဲ့တူတာအဲ့ဒါယူကို r2 ဆိုတော့ square root ပြန်ရှာအဲ့တော့ r2 is equal to အဲ့တော့ဘယ်လောက်ရတုံးဆိုရင်အပေါ်ကကောင်က30အောက်ကကောင်က9ရဲ့ square root က3ဒါကြောင့်30ကိုသုံးနေစာရင်3.333 meter ဆိုတော့ exercise number 16ရဲ့အဖြေကိုတွေ့ယူရရှိပြီဖြစ်ပါတယ်ပြီးရင် notable ဖြစ်တဲ့ exercise number 70 70မှာ two light sources of 8 candela and as 12 candela are placed on the same side of the photometer screen at a distance of 40 cm from it. Where should a 80 candela candela source be placed to balance the illuminance? အဲ့တော့ laser ပြင်အားနှမျိုးနော်သူက source ကနှစ်ခုဆိုတော့ laser ပြင်အားနှစ်ခုပေါ့နော် laser ပြင်အား8 candela နဲ့12 candela ရှိတော့အလင်းမြန်မာနှစ်ခုစီအလင်းတိုင်းကားချက်တစ်ခုကြီးတစ်ဖက်သေးမှာ ဖိုဒစ်စနီမအကွာမှာရှိရသည်အလင်းရှိပြားညီမြစေရန်အလင်းစပြင်းအား80ကန်ဒလာရှိသောအလင်းပင်မှ light source တစ်ခုကိုမြည်သည့်နေရာမှာထားရမလဲတော့ဒီပု္ပ္ပာမှာသူက light source က၃ခုပေါ့နော်နောက်ခုကတော့ဒီအလင်းနိုင်ကားချက်ရဲ့တစ်ဖက်ထဲမှာရှိနော်အဲ for the first light source the first light source one နဲ့ရေးမယ်သူ့အတွက်နော် ်သူ့အတွက်သူပေးထားတဲ့ကျွန်တော်ဒီကောင်က IB ကို1လို့ရေးမှာတော် IB 1က8 candle အဲ့တော့ second source တက IB 2ပေါ့သူက12 candle ရှိနော်အဲ့တော့အဲ့တော့ဒီခေတ်မှာအကွာ1ဒီ source တစ်ခုလုံးကဘယ်အကွာဘယ်ကနေအကွာဝေးတော့ဆိုရင်သူ ဖိုတိုမီတာစကရင်ကနေကွာဝေး40စင်တီမီတာလို့ပြောတယ်တူတူပဲရှိလို့ R1 ညီမြချင်း R2 ညီမြချင်း40စင်တီမီတာအဲဒါလေးကိုနည်းနည်းလေးမြင်သာအောင်ပုံလေးနဲ့စဉ်းစားကြည့်မယ်ဒါက source 1ပေါ့နော်နောက်တစ်ခုက source 2ပေါ့ဒီနှစ်ခုသလုံးကဒီမှာသူကဖိုတိုမီတာစကရင်ရှိမယ်အကွာဝေးကဘယ်လောက်ရှိတော့40စင်တီမီတာဒါပေးထားတာပေါ့နော်အဲ့ဟာပြီးလို့ရှိရင်တော့တက်တရားမြောက် source for the third ဆိုသူက3နဲ့ရေးမယ်ဒါကြောင့် IB3 က80 candela ရှိအဲ့ဒီမှာဒီကနေရတဲ့ကောင်ကဒီပုံမှာသွားပြီး negotiate ရှိတဲ့ ဒီ S1 နဲ့ S2 ကနေကြာရောက်တဲ့ဒီအလင်းထိပြင်းအားနဲ့ balance လုပ်ပါเนาะသူ့ကိုပြန်ပြီး balance လုပ်မယ်ဆိုတော့ကြာသူ့ကို S ဒီမှာရှိတဲ့ကောင် source 3ကိုသူကအခြားတစ်ဖက်မှာထားမှာရနော်အဲ့တော့သူက source 3ကအခြားတစ်ဖက်မှာ S3 ရှိမယ်အဲ့တော့အဲ့ဒီကနေအကွာဝေးဒီအကွာဝေးက R3 ပေါ့ဘယ်နေရာမှာထားရမလဲလို့မေးတယ်ဒီ R3 ကိုတွေ့ရမယ်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ illuminance EV ကဒါရှေ့မှာဖော်ပြခဲ့တဲ့ဒီပုံစံနည်းကဒါ inverse square loss ကပုံစံနည်းပါပဲ EV is equal to IB cosine theta divide by r square ဖြစ်တယ်။ဟောဒီပုံမှာကြည့်မယ်ဆိုရင် theta က90 degree နော် theta က sorry 0ဖြစ်တယ်။ cosine 0က1ဖြစ်တဲ့အတွက်ကြောင့် now for the light falls normally on the screen ev is equal to uh, ib by r square ဖြစ်ပါလိမ့်မယ်ဒါကြောင့်မို့လို့ဒီကမှเนาะအဲ့တော့ဘာဖြစ်လို့ရောဆိုရင်သူက အာက90ဖြစ်လို့ပေါ့ call the fast post နော်ပထမအတွက် eb1 ဒီဘာနဲ့ဆို ib1 divide by r1 square ဖြစ်မယ် second source အတွက်ကတော့ eb2 ကဘာဖြစ်မှာလဲ ib2 divide by r2 square ဖြစ်အဲ့တော့ဒီဟာတွေကဒီ source ကလိတိဒီဒီ screen ပေါ်မှာ photometer screen ပေါ်မှာသူကနော်တစ်ဖက်ထဲကနေကြာရောက်တယ်အဲ့တော့ဒီအဲ့ဒါဆို screen ပေါ်မှာဒီနှစ်ခုပေါင်းရဲ့သူ 啊，有加油嘛？那是意义的加油嘛？那对吧？ အဲ့ဒီကောင်းလေးကို तू ကတစ်ဖက်ထဲမှာရှိလို့သူတို့နှစ်ခုပေါင်းတာစီသူ့ကို balance လုပ်ခုတော့နောက်တစ်ခုမှာရှိတဲ့ EV3 เนี่ย तू ကညီရအဲ့ဒီကြမ်းမှာ balance ဖြစ်မှာဒါကြောင့်မို့လို့ for the thought so EV3 तू ကတော့ IB3 by R3 square ပေါ့ to balance the illuminance balance ဖြစ်ဖို့အတွက် EV1 EV2 ဒီဘာနဲ့ညီရမလဲ EV3 နဲ့ညီရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ EV1 EV2 EV3 ရဲ့တန်ဖိုးတွေကိုရပြီးသားဆိုတော့အစားသွင်း EV1 က IB1 by R1 square plus eb2 က ib2 by r2 square eb3 ကတော့ ib3 by r3 square ပဲဖြစ်ပါတယ်ဒီမှာ ib1 ib2 ib3 တည်တယ် r1 r2 လည်းတည်တယ်မတည်တာက r3 အစားသွင်းပြီးတော့ r3 ကိုရှာယူมาပဲဒါကြောင့်ပထမတစ်ခု ib1 က R1 က 4D square ပေါ့နော် IB2 က 12R2 square လဲ 4D square ပဲနောက်တစ်ခါ IB3 က 80R3 square ကတော့မသိသေးတဲ့အတွက်ကြောင့် R3 square ပဲထားပါမယ်ဒီကနေပြီးတော့သူ့ကိုရှင်းမယ်ဆိုရင်ရှေ့ရဟာကအဲတော့20 divided by 8နဲ့12နဲ့ပေါင်းတာ20ပေါ့ဘုံငင်းကအတူတူပဲ42ထက်ဆိုတော့1600ညီမာချင်းသည်80 divided by r3 square အဲ့ဒီကမှ r3 square is equal to ဆိုတော့ဒါကိုရွှေ့လိုက်နော်အဲ့တော့1000အဲ့တော့ 1600 into 80 divided by 20ဒါကိုရှင်းမယ်ဆိုရင်တော့အဲ1600 into 4ဒါက r3 square နဲ့တူတာအဲ့တော့ r3 ဆို square root ရှာ square root ရှာလိုက်ရင်သူကရှေ့ရကောင်က40နောက်ကကောင်က2ဆိုတော့သူကဘယ်လောက်ရတော့40 into 280 cm အဲ့တော့ဒါလေးဟာ exact number ဘယ်လောက်အတွက်တော့ဆိုလို့ရှိရင်70အတွက်အဖြေဒါကြောင့် uh, 80 candela so should be placed 80 cm at the other side ဒါ balance ဖြစ်သွားအောင်လို့အခြားတစ်ဖက်မှာ80 cm ကွာမှာထားရမယ်လို့ဖြည့်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာကိုဒီလောက်နဲ့ပဲရန်နာပါမယ်အားလုံးပဲကျမ်းမှာချမ်းသာကြပါစေ